PS2 ဂိမ်းဆက်ကို laptop နဲ့ချိတ်ဆော့ခြင်းနဲ့တဲ့အဲ့လိုမျိုးမေးထားတဲ့သူရှိတယ်ပေါ့နော်တကယ်တမ်းဆိုတော့ဒါ TV နဲ့ join လိုက်ရင်ရပြီဗျဒါပေမဲ့ဒါအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့တချို့ကျတော့ TV ကမရှိလို့ဒါမှမဟုတ် TV ကပြတ်နေလို့ laptop နဲ့ join ခြင်းနဲ့ဒါမှမဟုတ်တချို့ကျတော့နော် PS2 ဂိမ်းဆက်ကို port TV အနေနဲ့နော်သွားလေရတည်သွားပြီး laptop နဲ့ဆော့ခြင်းတာမျိုးတွေလည်းရှိတယ်အဲ့ဒီခါကျရင်တုံးတာပေါ့ okay အဲ့ဒါဆိုရင်ဘယ်လိုစလုပ်ရမလဲဒါကတော့ PS2 ဂိမ်းဆက်မှာပါတဲ့ပါဝင်တဲ့ဂျိုးလေး အဲ့တော့ဒီမှာဆိုတော့ဒီကျူကကျတော့ပြည့်စုံကိန်းချက်ကိုပါဝါပေးတယ်ပါဝါကျူးနော်ဒီကောင်ကတော့ AC နဲ့ပါဝါကျွေးရတယ်နောက်ခုဒါကကျတော့ပြည့်စုံကိန်းချက်ရဲ့ရုပ်ထွက်ကိုဒါတည့်ပေးတယ်ဒါ AV ကျိုးလေးပေါ့နော် AV ကျိုးလေးရှိနေအဲ့တော့ဒါကသူ့ရဲ့ပုံစံရှိတယ်ပြီးရင်ဂိမ်းခလုတ်ရှိတယ်โอเคအဲ့တော့ဒီကောင်ကို laptop နဲ့ drive မယ်ဆိုတော့ဒီ AV converter လေးလိုတယ် AV to HDMI converter လေးလိုတယ်နော် ဒါမှဒါတို့ laptop နဲ့ချိန်လို့ရ laptop က HDMI နဲ့ drive မှာရမှာလေအဲ့တော့ PS2 ဂိမ်းဆက်ရဲ့အထွက်ပေါက်က AV ပေါက်ဖြစ်နေတဲ့အတွက်ဒီ AV လေးလိုတယ်ဒါအရော power ကျိုးပေါ့နော်ဒီ AV adapter လေးကို power ကျွေးတယ် AV converter ပေါ့နော်ဒါအထွက်ဘက်က HDMI အဝင်က AV နော်အဲ့ဒီဒီကောင်ကို power ကျွေးတဲ့အပေါက်ကဒီမှာဒီဒီ AV converter လေးကိုလည်း power ကျွေးဖို့လိုရတယ်နော်โอเคဒီ AV converter ကိုဒီ PS2 ရဲ့ AV ကျိုးနဲ့ drive ပေးရမယ် ဒါကြောင့်တော့ PS2 ရဲ့ဒိန်းဆက်ရဲ့ရုပ်ကွက်က EAV converter တွေကိုဝင်လာပြီပြီးဒီတစ်ဖက် HDMI ကကြာတော့ကျွန်တော်တို့ laptop နဲ့ drive ကိုအတွက် HDMI 2နောက်တစ်ကြိုးလို့เนาะအဲ့တော့အဲ့တော့ HDMI 2ကိုကျွန်တော်တို့က laptop နဲ့ဒီအခုနာ converter နဲ့ကို join ပေးရမှာအဲ့တော့ဒီ converter ကနေဒီထွက်လာတဲ့ဒီ PS2 ဒိန်းရုပ်ကွက်ကကျွန်တော်တို့ laptop မှာဝင်ဖို့အတွက်เนาะဒီ HDMI 2ရဲ့နောက်တစ်ခေါက်ကိုကျွန်တော်တို့က laptop မှာသွားပြီးတော့ join ပေးရမှာဖြစ်တယ် တော့ join ဖို့ဆိုရင်ကျွန်တော်တို့ capture ကထက်လို့ထက်ပြီးတော့လိုမယ်အဲ့တော့ capture ရဲ့အဝင်ရန် HDMI နဲ့ဝင်လာတဲ့အတွက်ဒီ HDMI ရဲ့ဘောင်းကိုကျွန်တော် capture ရဲ့ HDMI ဘောင်းမှာ join ရမယ်ပြီးကြတော့ဒါကကြတော့ဒါကတော့ extension ပေါ့နော်ဒါတုံးနေရတယ်မတုံးနေရဘာမှမဖြစ်ဘူးနော်ဘာလို့လဲဆိုတော့ဒီဒီကောင်ကလည်းဒီ capture ကောင်ကလည်းရှိရှိမျိုးမျိုးဖြစ်နေမလွတ်ပါဘူးဟုတ်ကဲ့ကျွန်တော်ဒီ AV converter ကဝင်လာတယ်ထွက်လာတဲ့ HDMI ကျူကို capture နဲ့ join နေပြီး capture ကိုဒီ USB extension ကျူနဲ့ join တယ် okay ရပြီခင်ဗျာเนาะဒါဆိုတော့ laptop နဲ့ join လို့ရပါပြီဒါကတော့အဆက်လိုက် join တာเนาะ okay အဲ့တော့ဒီ USB ခေါင်းကိုကျွန်တော်က laptop ရဲ့ USB အပေါက်မှာတွက်ထိုးပေးရမှာဖြစ်ပါတယ်ပြီးရင်ရောကျွန်တော်တို့ဒီ AV converter လေးကို power ချိန်ပေးရမယ်အဲ့တော့ PS2 ဂိမ်းဆက်ကို laptop နဲ့ join နေတဲ့လိုအပ်ချက်လေးခုရှိနေအဓိကလိုအပ်ချက်ကတော့ video capture လိုအပ်ပါတယ် ပြီးသွားပြီဆိုတော့เนาะကျွန်တော် AV to HDMI converter လိုအပ်ပါတယ်ပြီးတော့ channel တွေကတော့เนาะ HDMI ကျိုးရဲ့နောက်ပြီး PlayStation ဂိမ်းတက်တွေရဲ့ကျိုးတွေအပေါ်လုံးကောင်းနေရမှာပဲဒါဆိုတော့စပြီးတော့ join လုပ်ရပြီပြီးကျွန်တော် laptop နဲ့ join မယ်ဆို laptop မှာ software လေးထည့်ပေးရမယ်အဲ့ဒါကတော့ OBS Studio ပဲဖြစ်တယ် OBS Studio ကကျွန်တော် browser မှာအလွယ်တကူ free download ဆွဲလို့ရပါတယ် Windows ရော iOS ရောเนาะ Mac ရောအပေါ်လုံးအတွက် version တုံးမျိုးလုံးတို့ရှိပါတယ် download ဆွဲပြပြီးကျွန်တော် laptop မှာဒီ OBS Studio application လေးကိုကျွန်တော်က ကိုယ့်ရဲ့ laptop မှာ install တင်ပေးထားမှာဖြစ်ပါတယ်။ Okay ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ OBS Studio application နဲ့ကိုဝင်လိုက်တယ်။နော်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနော်အဲ PS2 game set ကို laptop နဲ့ကျန်းပြီးဒါရုပ်ထုတ်အတန်းပေါ်မှာမဟုတ်ဘူးကျွန်တော်တို့ software ထဲမှာကျွန်တော်တို့ select လုပ်ပေးဖို့လိုအပ်တယ်။အဲ့တော့ဒီဘက်နော်ဒီ source မှာကျွန်တော်တို့ account cloud လေးနှိပ်မယ်။နှိပ်ပြီးသွားပြီဆိုရင်မတွေ့ရမယ်ဆိုတော့ video capture လေးကိုလိုက်ရှာမယ်။နော် video capture လေးကိုကျွန်တော်နှိပ်လိုက်မယ်။ဒါကတော့ layer နှိပ်ပေးတယ်။ကိုကြိုက်တဲ့နာမည်ပေးလိုက်မယ်။နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ okay နှိပ်လိုက်။ဒါဆိုတော့ကျွန်တော်တို့ setting နောက်တစ်ခုပေါ်လာလိမ့်မယ်။နော်အဲ့ဒီ setting မှာကျွန်တော်တို့က ကို join ထားတဲ့ device ရဲ့ဒီ device ကို name ကိုရေးပြမှာဖြစ်တယ် တော့ကျွန်တော်ကပ်ချာနဲ့ join လာပြီလေကပ်ချာကိုရေးပြီးလိုက်ဒါဆိုတော့ကျွန်တော်ဘိန်းချက်ရဲ့ screen က OBS Studio software နဲ့မှပေါ်လာပါပြီဒါဆိုတော့ကျွန်တော်တို့နော် PS2 game တွေကို laptop မှာကျွန်တော်အခုလိုမျိုး software နဲ့ join ပြီးတော့လဲ install လုပ်ရပြီအဲဒါမှမဟုတ်ရင်ကျွန်တော်တို့ကနော်ဘိန်းကိုဆွတ်ထားတာကို screen recording ဖမ်းနေတယ်ဆိုရင်လည်းဒီ software နဲ့ recording တခါလဲဖမ်းလို့ရတယ်ရုပ်ပေါ်အတန်ရော recording ဖမ်းလို့ရပါတယ်ခင်ဗျာဒါအပြင်မှာကိုကနော် PS2 game ကိုဆော့ရင်းနဲ့ live stream မှာလွှင့်နေတယ်ဆိုရင်လည်းဒီ software နဲ့ live stream လုပ်လို့ရပါတယ် နော်အဲ့တော့ OBS software ကကျွန်တော်တို့နော် recording ခိုင်းရမှာကပဲ live stream လုပ်မယ်ဆိုရင်ကြားပါတယ်ခင်ဗျာနော်အဲ့တော့ဒီမှာ recording ကို start recording နော် live streaming ကို start live streaming အဲ့လိုမျိုးလေးအာ view ပြပေပဲနော်ညာဘက်တောက်မှာရေးလို့ရပါတယ်ခင်ဗျာနော်ဒါပေမဲ့ကျွန်တော်တို့က PS2 game ကို recording လည်းမဖန်ဘူး live stream လည်းမလုပ်ဘူးဆိုရင် view အဲ laptop ကိုနော် display အနေနဲ့တုံးမယ်ဆိုရင်ကြားပါတယ်ခင်ဗျာအဲ့တော့ဒီ screen ကိုကျွန်တော်က full screen လုပ်ပြီးတော့ laptop ကို display screen အနေနဲ့တုံးလို့ရပါတယ်ပြီးရင် PS2 game ကို laptop မှာဆော့လို့ရပါပြီခင်ဗျာနော်